စာပေချင်းမြတ်နှုတ်သူများအားလုံးကိုကျမတို့ရဲ့အာစီတုတ္တဆုံယတဆုံ channel မှပြန်လဲကြိုဆိုလိုက်ပါရရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးမှာကဆရာကြီးမြတ်မျိုးနဲ့ရေးသားထားသောရှေဟောင်းနှောင်းဖြစ်များစောင်းပါအမှတ်၈ပဲဖြစ်ပါရရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။စောင်းပါအမှတ်၈ဥညာနာနှင့်စတင်ခင်မင်ကြသည်မှာနှိပရိစေတာကာလကြာမြင့်ပါပြီ။ 1924ခု25ခုနှစ်လောက်ကထင်ပါသည်ရန်ကုန်မြို့ပန်းစိုတန်လန်ဘုံဘီပါမာအိမ်ထောင်ပရိဘောကတိုက်မှတကုံမဂဇင်းကြီးနှင့်အပြိုင်အဆိုင်ဝိတုမဂဇင်းအမည်ဖြင့်ရုပ်စုံမဂဇင်းကြီးတစ်ဆောင်ထုတ်ဝေပါသည်တာဝန်ခံထုတ်ဝေသူမှရွှေပြိုင်းဖြူအမည်ခံကိုညွန့်ဆိုသူကအယ်ဒီတာချုပ်လုပ်၍ညမျိုးလင်က တွဲဖက်အယ်ဒီတာလုပ်ကနှစ်ယောက်ထဲနှင့်စကန်သွားနေကြသောမဂဇင်းဖြစ်ပါသည် ညမျိုးလင်ကိုမန္တလေးကခေါ်ယူကကန်တော်ကလေးတရလေးလမ်းရှိ သူ့အိမ်တွင် အတူနေစီလျက်တိုက်ထိုင်အယ်ဒီတာ အလုတ်ခိုင်းထားပြီးလျှင် အပြင်သွားကိစ္စမှန်သမျှကိုညွန့်ကသွားပါသည်မဂဇင်းအတွက်အပြင်စာရေးဆရာများထံမှ စာမူများလဲဝယ်ရသေးခြင်းကြောင့်တနေ့သောအခါဝိတုစာမူလာပို့ရင်းဥညာဏနှင့်စတင်တွေ့ကြခြင်းဖြစ်ပါသည်ညာဏဖြစ်ကြောင်းမြမျိုးနှင့်ဖြစ်ကြောင်းမိဖွဲ့မိလင်ဖွဲ့မိခြင်းခင်မင်သွားပါသည် ဧကံလို၍ဖရေစာလမ်းဘက်ရှိကာကာဆိုင်ကြီးတစ်ဆိုင်သို့ခေါ်သွားရာလက်ဖက်ရည်တောက်ရယုံနှင့်မဖြစ်ပတ်စံအာယုနည်းသည့်အတွက်အင်းစိန်ကမြေထားလက်မှတ်ဝဲနှံယုံနှင့်လာခဲ့ရ၍ထမင်းမစားရသေးကြောင်းထမင်းစာကြောင်းပြောသည်ဖြင့်စိတ်ကြိုက်မှားစားပါဟုကြွေးမွေးခြင်းက ရာသက်ပံခင်မင်ကြရန်စေတနာပြခြင်းမျိုးဖြစ်သွားပါသည်ဝိတုမဂဇင်းထုတ်သောဘုံဘေဘာမာအိမ်တော်ပရိဘောကတိုက်ပိုင်ရှင်များက မြမစားပြီးဝါသနာပါသောတေဥကပြားများဖြစ်၍စာရေးဆရာများကို လေးစားပါသည် ထမင်းစားပြီးသောအခါသူယူလာသောဝိတုစားမှုနှစ်ပုတ်အတွက်ငွေထုတ်ပေးစီလိုကြောင်းအင်းစိန်အိမ်တွင်ကြံ့ရသောဇနီးနှင့်ကလေးများသူအပြန်ကိုစောင့်မျှော်နေကြမည်ဖြစ်ကြောင်းပြောသည်ဖြင့်တိုက်အုပ်လုပ်သူချန်ကျင်ရှန်အားငွေထုတ်ပေးရန်ပြောဆိုကာသူဆန္ဒပြေဝအောင်စောင့်ရွက်ပေးလိုက်ပါသည်ဥညာဏမှာမိသည့်တိုက်တွင်မှလာကားစားမလုပ်ဘဲ ဝိတုမဂဇင်းတစ်စောင်တည်းသာမကတကုံမဂဇင်းနှင့်အခြားမဂဇင်းများတွင်လည်းစာမှုများရေးပေးနေသူဖြစ်ပါသည်ထိုအချိန်မှအစာပြည့်၍အင်းစိန်မှရန်ကုန်သို့လာတိုင်းဝင်လာလေ့ရှိသဖြင့်တစ်လလင်းနှစ်ကြိမ်သုံးကြိမ်လောက်လူချင်းတွေ့နေရပါသည်ဝိတုမဂဇင်းတွင် ကိုပိုင်ပုံနှိပ်ဆက်မရှိ၍စူးလီဖျားလန့်ရှိမြမကျက်သည်စာပုံနှိပ်တိုက်တွင်ပုံငှားရိုက်ရရာပြင်ကျက်ကြည်ရန်နှင့်အစင်အပြင်ကြည်ရန်တစ်နေ့၃လေးကောင်ရောက်ရခြင်းကြောင့် ဥညာဏလာသောနေများတွင်ပုံနှိပ်တိုက်သို့အတူပါရှိရာကတစားတစားနှင့် ပုံနှိပ်တိုက်ရှင်ဥစိန်တင်ဒေါ်မြမေတို့နှင့်မှာခင်မင်ရင်းနှီးသွားကြပါသည်ဥညာဏကအချားမကစင်းနှင့် စားဆောင်တွေကိုအငားရိုက်ပေးနေသည့်အတူတူပိုပိုင်စားဆောင်တစ်ခုရှိနေနှင့်ပိုကောင်းကြောင်းညာနာရှိနေလင်းစာမှုအတွေ့ပူစရာမလိုကြောင်းစာပုံနှိပ်တိုက်ရှိနေလင်းကိုပိုင်စားဆောင်ရှိတဲ့ကြောင်း အာဝစင်းရွှင်ရွှင်နှင့်အကျိုးရှိနိုင်ပုံများကိုပါပြောပြသောအခါတိုက်ရှင်များစိတ်ပါဝင်စားလာလျက်အောင်းတော်မူအပတ်စဉ်စားဆောင်ထုတ်ရန်အစီအစဉ်လုပ်ပါလေတော့သည်စားဆောင်တွင်ဝိတ္ထုတို့စောင်းပါများနှင့်အခန်းဆက်ဝိတ္ထုရှိများထဲ့သွင်းရာညာနှနှင့်မြမျိုးလင်ကဝိတ္ထုတို့နှင့်စောင်းပါများဖြေပြိုင်းဖြူကယာဇဝင်ကံပီမိုးနင်းကအခန်းဆက်ဝိတ္ထုရှိကြီးစသည်တို့ကိုရေး၍တကြိမ်တကြိမ်နှင်း ငွေ30ကျပ်စီ15ကျပ်စီ စာမူကထုတ်ပြန်သုံးဆွဲကြပါသည်။ထိုအချိန်ကဆရာကြီးပြည်မိုးနှင်းမှပုံနှိပ်တိုက်သို့လာလိမရှိအိမ်ကနေ၍ရေးပေးနေခြင်းကြောင့်စာကိုယ်သာတိလျက်ဒူကိုမတိဘူးမမြင်ဘူးသေးပါ။ဥညာဏမှာအပြောကောင်းအဟောကောင်းဖြစ်၍ပုံနှိပ်တိုက်ပိုင်ရှင်များကကိုကြီးအားပေးခြင်းကြောင့်အင်းစိန်မပြောင်းလာကကြည်မြင်နိုင်ဘက်တွင်အိမ်ငှားနှင့်နေနိုင်လာပါသည်ထိုအချိန်ကမြမရုပ်ရှင်လုပ်ငန်းမှာ စတင်ပေါ်ကားစားဖြစ်၍လန်ဒန်အက်ရုပ်ရှင်ကမေတ္တာနှင့်အတူရာဘိုဝရရနာဘုံမြမအဆွေဤတောမြိုင်စွန်းကလွမ်းအောင်ဖန်ဗီတရှဘာမာကတကားနှစ်ကားလောက်ထုံနိုင်ကားစားအချိန်ဖြစ်ပါသည်ရုပ်ရှင်လုပ်ငန်းအကျိုးရှိပုံကိုလက်မြင်သောအရိပိုင်းဆိုသူကလားလူမျိုးတအူးကဥထိုးရင်စံကဖေးရွှေပြိုင်းဖြူအယ်ဒီတာဥအပိန်ဓာတ်ပုံဆရာတို့နှင့်ပေါင်းကတောမြိုင်စွန်းဇက်ကားမှဥစာဆောင်လုပ်သူမမညွန့်ကိုငှား၍ အင်ဒိုဘာမားဖလင်အမည်နှင့်ရွှေချိုးဖြူမူလခဲတိုင်သမိုင်းဇာကားကိုရိုက်ကြပါသည်ညာနာနှင့်မြန်မျိုးလွင်အားဇလန့်အလိုက်စာရဲများရေးသားကူညီရန်ပြောကြရာဥညာနာကတိုးတိုးရှိရှိစာရန်တစ်ခုလျင်မုံဘိုးတကြကြပေးရမည်ဟုတောင်းပြီးလျင်ရသောငွေကိုနှစ်ယောက်သားသုံးစားပြကြပါသည်ဒီစူးစားဥခင်စော၏ငယ်မိမှကိုခင်အောင်ဖြစ်ပါသည် ရုပ်ရှင်မင်းသားဒါရိုက်တာအဆိုတော် အေရီတာစာရေးဆရာအဖြစ်ဘဝဆုံးကျင့်လေသူဖြစ်၍ဥညာဏနှင့်စုမနာဆဲမနာခင်မင်ကြပါသည်နမ်မီကျော်ရုပ်ရှင်မင်းသမီးခင်မြရင်နှင့်သုံးလေးဇတ်ထုတ်တွဲ၍မင်းသားလှုပ်ဖူးသူလည်းဖြစ်ပါသည်တနေ့သောအခါကိုခင်အောင်နှင့်ညာနာတို့ခရီးတစ်ခုအတူသွားကြရာစီးကရက်ဝယ်မရသောလမ်းဖြစ်နေသည့်အပြင်ပါခဲ့သည်မှလည်းနဲနေ၍တယောက်တလိမ့်စီသာတောက်ပြကြကအေကံမုတ်ချလောက်ငါမီမဟုတ်သည်ကို နှစ်ယောက်သားတည်ကြပါသည်တို့အတွင် တလေချင်းတယောက်တစ်ဝက်စီတောက်ရန်သဘောတူကြရာစေးလီစား၍တောက်ကြတိုင်းသုံးချိန်တိုင်းတိုင်းဥညာနာကပထမတောက်လျက်တဝက်သူရောက်မှကိုခင်အောင်တို့ပြေးပါသည် ပထမတဝက်တောက်သူမှာအပြည့်တောက်ရလျက်ဒုတိယတောက်သူမှာအတူကိုလွင့်ပြရသေးခြင်းကြောင့်ရှုံးပါသည်ကိုခင်အောင်က သဘောတရားကို တွေးမိလာ၍ဒီတခါစီးကြက်မင်းညင်ကျွန်တော်အရင်တောက်မယ်ဗျာဟုပြောမှဥညာနာက ဟာ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 နဲ့အာရပါရအတန်ထွက်အောင်ရဲရင်မင်းကုမရိမ့်မိသလားမတင်မချင်းမှတ်ထားလူပေါ်လူစော်လုတ်တာရဲ့လူလူချင်းခေါင်းပုံဖြတ်တယ်ဆိုတာရဲ့ဟာဒါမျိုးတွေပေါ်ကွာဟုပြောဘူးကြောင့်ဒီစူစာဥခင်စော်ပြန်ပြောပြ၍တီးရဘူးပါသည်မြမကျက်တည်းစာပုံနှိမ့်တိုက်ရှင်များနှင့်ပောင်းရင်တင်းရင် ပလဲနာပတင့်လိုက်ကြပုံမှာဘဲသုံးဘဲပုံ အပြောကောင်းသည်မသိကရောင်း16ချိုးနှင့်32မျက်နာသာပါ၍ စာအုပ်တောက်အောင်ဂျက်ဖုံးနှင့်ချုပ်လုံသောယောက်ျားမဖက်ရနှင့်မိန်းမမဖက်ရစာအုပ်နှစ်မျိုးကိုငွေပေးမဝယ်မီဖတ်ခွင့်မရအောင် ရေပါစက်ကူနှင့်ထုတ်လျက်တမျိုးလင်းအုပ်ရီတထောင်စီအကျွေးရိုက်နှိပ်ပေးရာစူးနေဖျားစာအုပ်ဆိုင်များတွင်တင်၍တအုပ်တကြခွဲနှင့်ရောင်းစီသည်တွင် အလွန်တွင်ကျဲသဖြင့်ဥညာဏအကျိုးခံစားရပူပါသည်ဆက်လက်၍ဘဝတိုက်ပွဲကြီးပွားရေးလမ်းညွန်နေ့စဉ်ငွေရှာနီးစသောစာအုပ်များဆက်လက်ထုတ်ဝေရင်း စာအုပ်တိုက်တစ်ခုတီထောင်နိုင်က ရန်ကုန်မြို့တွင်အဆင့်အတန်းမီနေနိုင်လာပါသည် တကုံးမဂဇင်းမှာရောင်းနှုံးတစ်ကြက်ဖြစ်၍ဝိထုမဂဇင်းမှာသုံးမှတ်ဖြစ်ပါသည်တကုံးမဂဇင်းတွင်ကိုပိုင်ပုံနှိမ့်တိုင်ရှိလျက်ဝိထုမဂဇင်းက ပုံငှားရိုက်ရသဖြင့်စရိတ်စကားပုံမူကုန်ကြပါသည်မဂဇင်းမှာအစဉ်အပြင်တူ စာမျက်နှာတူခြင်းကြောင့်ရေရှည်စီမံကိန်းတွင် တွက်သားမကိုက်အရှုံးပေါ်လာသောအခါ ပိုင်ရှင်များကဆက်လက်ထုတ်ဝေရန်စံတမရှိတော့သဖြင့်သဘောတူရက်ဆိုင်လိုက်ကြကလူစုခွဲလိုက်ကြပြီးလျှင်ညမျိုးတွင်မှနေရထားနီးမန္တလေးသို့ပြန်လာခဲ့ခြင်းကဥညာဏနှင့်ပထမစတင်ခင်မင်တိကျွမ်းခဲ့သောမှတ်တမ်းဖြစ်ပါသည်။သူ၏အကြံပေးချက်ကြောင့်ဗိတိရှဘာမားသို့ရောက်ကာရန်ကုန်တွင်ပြန်လည်တွေ့ဆုံကြခြင်းမှာဒုတိယအကြိမ်ဖြစ်ပါသည်။ဗိတိရှဘာမားတွင်လုတ်ကင်နေသည့်အတွက်မန္တလေးတွင်ခင်မင်စွာနေရင်းခွဲလိုက်ရသော တချိန်ချင်းတွင်ရှုမဝမဂဇင်းနှင့်ရုပ်ရှင်လုပ်ငန်းပိုင်ရှင်ဖြစ်လာမိကိုကျော်တို့မိသားစုအားတွေ့လို့တွေ့냐ရှာဖွေတော်လဲမတွေ့ရပါသူတို့နေထိုင်သောလိပ်စာကိုလည်းမသိရကိုယ်တိုင်ကလည်းတင်းငငွေတစ်နေ့ပြင်တခါတရံနေလို့တခါတရံနေဝက်သားအားလက်ခွင့်ရခြင်းကြောင့်ရွှေတကုံစူးလီဘိုးတထောင်စသောဖျားတို့ကိုဖျားပူသွားရင်းလာရင်းနှင့်ရုပ်ရှင်ပွဲများပန်းချံပွဲများတွင်သာတွေ့လို့တွေ့냐ရှာဖွေသတိပြုကြည့်ရှုတော်လဲ အလင်းမတွေ့ရသဖြင့်စိတ်ကသာတတိယရင် အချိန်ကုန်ခဲ့ပါသည်ဘီတရှဘာမာ၏အတန်တိတ်ဇကာထုတ်လို့ရင်းလုပ်ငန်းမှာအောင်မြင်လျက်ပင်ရှိပါသည်ဥညာနာမအပတပလုတ်လို့တတွေမရောက်မီအချိန်ကရန်ကုန်တွင် ကလားမြန်မာအထီးကယုံဖြစ်ပွားရာမြန်မာတပြည်လုံးသို့ကူးဆက်ပြန်ပွားသွားသဖြင့်ကုမ္ပဏီ၏စီးပွားရေးကိုထိခိုက်ခံရဘူးခြင်းကြောင့် နောက်ထပ်မကြုံမစုံလိုပုံများကိုဥညွန်ကစကားဆက်မိလင် ပြောလို့ရှိသဖြင့်မကြာခဏကြားဘူးနေကြပါသည်သို့တော်လဲစိန်တိတန်ပြီအစိန်တိတန်ပြီဆိုသလို တနေ့တွင်မမျော်လင့်မဲတရုတ်မြန်မာအထီးကယုံကြီးဖြစ်လာရာရန်ကုန်မြို့ကတခြားမြို့များပါအခြေအနေအတော်ဆိုးဝါးလာပြီတော့သည်အသွားအလာတွေရက်အယောင်းအဝယ်တွေပိတ်ပျော်ပွဲရှင်ပွဲတွေဗလာနှက်တိနှင့် လစ်လင်လစ်တလို့စော်ပွဲနှစ်ပွဲများနှင့်သာအချိန်ကုန်နေကြပါသည်ဗြိတိရှဘာမာရုပ်ရှင်လှုပ်သားအားလုံးဘေးကင်းကြတော့လဲမြတ်မျိုးလင်တယောက်နေရင်ထိုင်ရင်ဘေးမကင်းမဲအန္တရာယ်ရှိနေပါသည်27လမ်းမှာရန်ကုန်တရုတ်မျိုးဟုခေါ်သော အစိတ်အပိုင်းတွင်ရှိရာအထီးကယုံမှာလက်တာလန်တရုတ်စားတောက်ဆိုင်တစ်ခုမှည9နာရီတွင် စတင်ဖြစ်ပွားခြင်းကြောင့်ထွက်ပေါက်မရှိဘဲပိတ်မိနေပါလေတော့သည် အဓိကယုံဖြစ်နေဖြစ်ချင်းအင်ရှင်အမျိုးသမီးများကိုဗဟန်းစရတ်သို့ပို့ထားလိုက်လျက်အမျိုးသား၅ယောက်ကအိမ်ဆောင်နေရကြပါသည်။တိန်ကြီးစည်းအနောက်ဖက်မှလက်တာလန်းအယောက်တရုတ်မျိုးဖြစ်သည့်နှင့်အမျှတရုတ်တန်တွေကိုသာကြားနေရပါသည်။တရုတ်တို့မှမြမားကိုသာမကမြည်သည့်လူမျိုးမဆိုမဲမဲမြင်လျင်လူအင်အားကောင်းတိုင်းဝိုင်း၍ရိုက်နှင့်တက်ဖြတ်နေကြသဖြင့်အခြေအနေဆိုးဝါးနေပါသည်။ကျွန်ုပ်တို့၃ယောက်မှာ၃တပ်အင်ကိုအလုံးပိတ်လျက် အပေါ်ဆုံးအထက်တွင်တက်၍ခိုးအောင်နေကြရပါသည်နေ့ရက်အရတွင်ဤအိမ်မှမြမအိမ်ဖြစ်လျက်အပေါ်တက်တွင်မြမတွင်ရှိကြောင်းအိမ်ကိုဖြတ်၍လူတွေကိုစော်ပလော်တီးရန်ဘုံအိမ်တွင် စီဝေးနေကြသည်ကိုခင်မင်းရင်ဆွဲတရုတ်ကပြားလေးတစ်ယောက်ကကြား၍တိမ်ကြီးစေးအနောက်ဖက်သို့ကူတန်သွားလာခြင်းကိုစောင့်ကြက်တားမြေပေးနေသောဂေါ်ယာစာချင်းများအားသတင်းပေးပြောကြား၍အကိုညီတောင်းသောကြောင့် အိမ်အောက်ထပ်စဖြက်ခိုက်ဂေါ်ယာစာချင်းများရောက်လာကကဲသောကြောင့်သာလွမြောက်သွားကြရပါသည်။ဆယ်ရက်ခန့်ကြာသောအခါအဒီကယုံငိမ့်သက်သွား၍အလုတ်စင်းမှဥညာနာခေါင်းဆောင်သောဘတ်စကားတစီဆရာခန့်ခေါင်းဆောင်သောဘတ်စကားတစီ လူအပြည့်လက်နဲ့အပြည့်နှင့်ညမျိုးလင်အားကဲရန်21လမ်းအိမ်နံပါတ်151ရှိရာသို့နှစ်လမ်းခွဲ၍လာကြရာတင်ကြီးစည်းဘက်ကကောမော်တင်ဘက်ကပါဂေါ်ရာစာချင်းတို့ကဝင်ခွင့်မပြု၍ နှဲ့ပြန်ကြရကြောင်းသိရသဖြင့်ကျေးဇူးတင်ရပြန်ပါတော့သည်ထိုတရုတ်မြန်မာအဓိကယုံအရှိန်သည် တနေ့ထက်တနေ့တလထက်တလဗိတိရှဘာမာ၏စီးပွားရေးကို ထိခိုက်လာပါသည်နေ့စဉ်ကုန်ကြနေရသောအတုံးစည်းကအဖက်ဖက်တွင် ပိုမိုးနေသလောက်ဝင်ငွေဘက်ကအလွန်အားနည်းလာသောအခါဗန်းတွင်တည်တံ့ထားသောငွေများကို ထိလာရသည့်အတွေ့အုတ်ချုပ်ရေးပိုင်းတွင်စိုးရင်ချင်းတော့ကဝင်လာပြီးနောက်ဤအမျိုးမျိုးကိုစဉ်းစားလာကြရပါသည် နောက်ဆုံးတွင်ကုမ္ပဏီချာရှိတည်တံ့ရေးကို ရှေ့ရှုအားပေးသောသဘောနှင့် Managing Director ကအစလကငွေ30ကျပ်အထက်ရသူအားလုံး20ရာခိုင်နှုန်းလျှော့ပေါယူကြရန် notice စာထွက်လာရာပထမတွင်တချမ်းလုံးကလုကလုနှင့်ပွားစီပွားစီတီတို့ပြောလာကြပါသေးသည်ဆိုင်ကောလို့ခြုံပေါ်ရောက်ဆိုတကဲ့သို့ဆရာစီရဇဝေနနှင့်ညာမျိုးလင်တို့သုံးယောက်အတွက်မှ မစွရင်းကလည်းရှိ ကစွင်းငင်းကလည်းညိဆိုပြီးတကဲ့သို့ လူရောတိုးရေးအတွက်ထွက်ရန်လမ်းရှားနေစဉ်ထွက်ပေါက်ဖွင့်ပေးသလိုဖြစ်ချင်းကြောင့်သုံးယောက်လက်မှတ်ထိုးနှင့်စာတစောင်တင်လိုက်ကြပါသည်စာတွင်နိုတစ်ကိုကျင်းနှက်စွာလက်ခံကြိုဆိုပါသည် ကျွန်တော်တို့ယူထားသောလကမှာများလွန်းသဖြင့်ကုမ္ပဏီသက်သာစီရန်20ရာခိုင်နှုန်းလျှော့နှင့် လုံမနေတော့ဘဲအလုတ်မှနှုတ်ထွက်ပေးကြရန် စေတနာပြန်ထားကြပါသည်အလုတ်မှနှုတ်ထွက်သည်ဆိုတော့လေကုမ္ပဏီနှင့်အဆက်ဖြတ်ခြင်းမဟုတ်ပါ အပြင်ကနေ၍ရေးသားပေးနေကြပါမည် ကုမ္ပဏီကကြိုက်၍လက်ခံသောဝိတ္ထုအတွေ့တပုတ်ငွေတရားကျပ်ပေးလင်ပြီးပါသည်ဟုဖော်ပြလိုက်သောအခါဥညွန်ကသုံးရစဉ်းစားမိပြောလျက်နောက်ဆုံးတွင်သဘောတူလိုက်ပါသည်ဆရာဇေယကအတွင်ဝင်များယုံမှ တကြီးကေဇက်ထုတ်ရာသို့အယ်ဒီတာအဖြစ်ပြောင်းသွားပါသည်ဆရာဇဝေနာကမွေးရမည်ဖြစ်သောတရီခိတ္တရာပြည်မြို့သို့ပြန်ပါသည်ညမျိုးတွင်မှမန္တလေးသို့ပြန်ရန်ပြင်ဆင်နေစဉ် ဥညွန့်ကခေါ်တွေ့၍ကုမ္ပဏီတွင်ဆက်လက်လုပ်ရန်အကြံပေးပါသည် ခိတ္တပြန်လိုသေးကြောင်းပြောရာပြန်ချင်းပြန်ကရေလန်းကပြန်ရန်တိုက်တွန်းပြီးလင်မိသည့်မျိုးကမိသည့်ဇကားမျိုးကြိုက်နှစ်တစ်ကြောင်းဤအမျိုးမျိုးနှင့်တိအောင်မင်းမြန်းစုံစမ်း၍မန္တလေးသို့ရောက်သောအခါအစီရင်ခံစားသောမျိုးရေးပို့ရန်မှားလျက်ခရီးစရိတ်အတွက်ငွေ150ကျပ်ပေးသည့်အတွက်ရန်ကုန်မှမန္တလေးအရောက်တင်မောနှင့်ပြန်လာခဲ့လျာ ဥညာဏတယောက်သာကော်မတီတွင် နေမြဲအဖြစ်နှင့်ပြန်ရစ်ခဲ့ပါလေသည်ဥညာဏဤကျွင်းကြံရစ်သောယုတ်ကလတ်ကို3ရက်6လ1969ခုနေ့2နာရီတွင်ချဆောင်မည်ဟု သိရသောအခါကိုတိုင်းရန်ကုန်သို့ဆင်း၍ပို့ဆောင်ခြင်းမပြုနိုင်ကြသည့်အတွက်လူတို့ဥလှဒေါ်အမာတို့နှင့်တိုင်ပင်၍အထက်စာရေးဆရာများဤလွမ်းသူပန်းခွေ ပို့လိုက်လျက်အတုပချချင်းတွင် သူ့မျက်နှာကိုမြင်လာအောင်အာယုံပြုကာ ကောင်းရာသူခရီးသူလာစေကြောင်းဆူတောင်းမြတ်တာပို့ရပါတော့သည်ငါသာမမြင်တည်ခြင်းကမြဲဤဆိုသည့်အတိုင်းရုံနှင်နံခွဲခွာလျက်ကွယ်လွန်သွေဆုံးသွားရှာပြီးဟူသော ပြည့်ညတ်ချက်သာ အမှတ်ထင်းသွားစေကားမူဆရာကြီးဥညာနာဤပညာဉာဏ်လုံဆောင်ချက်နှင့် စွန့်ရင်အမျိုးမျိုးအတွေ့ချီကျူးဂုံပြုရေးစရာများကစုံနိုင်ပွဲမရှိအောင်များပြားစွာကြန့်ရှိပါသေးသည်ဗိတိရှဘာမမှနှုတ်ထွက်၍ ရေလန်းခီးမှ ပြန်ခဲ့ပြီးနောက်ဥညွတ်အလိုရှိသောစုံစမ်းရေးများကိုစိစိဆက်ဆက်မင်းမြန်းစုံစမ်းလေ့လာရသမျှမန္တလေးသို့ပြန်ရောက်သောအခါပြည်စုံအောင်ရေးသားပေးပို့လိုက်ပါသည်ဇေယညာနဇဝနညမျိုးလွင်တို့မှ လူချင်းသာတမျိုးစီနေတရေစီချားနေတော်လဲမာချောင်းသားချောင်းစပေးစာယူအဆက်အသွယ်ရှိနေခဲ့ကြပါသည် မကြမီပင် ပကြီးဆရာဥဆန်လွင်နှင့်ဥအုံးလွင်တို့လည်းလှုပ်ထွက်လိုက်ကြ၍ကိုအုံးလွင်မှဥပလုံနှင့်ပေါင်းကာစာနယ်ဇင်းအတွက်ပကြီးကားများရုပ်ရှင်အတွက်ပိတ်ကားပိုစတာများရေးနေခြင်းဖြင့်ဇဝေနနှင့်မြမျိုးလွင်ထံရန်ကုန်လာလင်းသူဤလူမျိုးဆောင်တွင်တဲခိုကြရန်အမည်တကားဖွင့်ထားကြောင်းအကြောင်းကြားသဖြင့်ဇဝေနမြမျိုးလွင်အုံးလွင်တို့သုံးယောက်တေးသည့်အထိချစ်ခင်သွားကြရန်ဇက်လန်းစာခြင်းပင်ဖြစ်ပေတော်သည်ဤဆောင်မားကိုရေးနေခြင်းအထိမူ မြည်သူမျှမသေးကြသေးပဲအသက်နှင့်ခန္ဓာမြဲလျက်ပင် ရှိနေကြပေသေးသည်ဇဝနတွင်သွေးတို့မှအပကျမ်းမာလျက်ပင်ရှိတော်လဲမြမျိုးတွင်နှင့်အုံးတွင်မှကပိန်ချုံချိနှင့်ယောဂမျိုးစုံနှင့်ရန်ကြလှပြီးဖြစ်၍ဘယ်နှစ်တွင်ဘသူအရင်သေး၍ဘသူကလွမ်းကြံရစ်ခဲ့ကြရမည်ကို မပြောနိုင်သေးပါပို့လိုက်သောစုံစမ်းရေးအစီရင်ခံစာကြီးကိုဥညွန့်ကအားရသဘောကျခြင်းကြောင့် မြမျိုးလင်တယောက်ကိုတော့လက်သက်မွေးထားတင်သည်ဟုသဘောရသလားမသိ။ဥညွန်ကတလနှစ်ကြိမ်လောက်စားပြီးကအဆက်အသွယ်လုပ်နေသဖြင့်ရင်းနှီးခင်မင်ချင်းတည်မြဲနေခဲ့ကြပါသည်။ကုံမဏီမှာတိုးတက်လာပြန်သဖြင့်တစ်နှစ်လောက်ကြာသောအခါအတန်ထွက်စကားများထုတ်လုပ်လာနိုင်နေရဲ့ထိတ်တန်းကုမ္ပဏီကြီးဘဝသို့ရောက်လာပါသည်။ဥညာဏဆရာခန့်ဥမောင်ကြီးဥအောင်မြတ်ဥပစင်စသောဒါရိုက်တာကြီးများအပြင် ဥညွဤသားကြီးဩရတကိုချံထွန်းကလည်းကြောင်းမှထွက်လိုက်ကဆရာတကုံဥလှဖေဆရာရွှေတုံးဘီအောင်တက်ဖုံကြီးဥသိန်းဖေယခုဥသိန်းဖေမြင့်တို့နှင့်အတူစာရေးဆရာရုပ်ရှင်ဒါရိုက်တာအဖြစ်ပိတိရှဘာမတို့ချီကိုဇုံပြည့်၍ဝင်လာကြပါသည်ရန်ကုန်သို့မြတ်မျိုးလွင်အလဲအပတ်ရောက်သွားတိုင်းကုမ္ပဏီကြီးထွန်းကားတိုးတက်နေပုံပညာသည်ညွန့်ပေါင်းစုံနေပုံတို့တွေကိုပြလျက်ဥညွန့်ကအလုတ်ပြန်ဝင်ရန်တိုက်တွန်းခေါ်ယူပါသည် မြမျိုးလင်ကဖြည်းဖြည်းမှလာမည်အကြောင်းဖြင့်အချိန်ဆွဲထားကအာအာရှိတိုင်းဇဝနနှင့်ချင်းလျက်ကိုအိုးမင်အိမ်တွင်စုံကြကသုံးယောက်သားရန်ကုန်တွင်ပျော်ကြပါသည်ဇဝနတွင် အခြားစာမှုများအပြင်သူရိယတွင် ရေးသားနေသောကိုလိန်ကျောင်းသားဝိထုရှိကြီးအတွက်ကလေးတွဲရေးရ၍ငွေရှင်သလိုမြမျိုးလင်ကလည်းမြမအလင်းအတွက်ဤလူပေါဝိလင်လေတလိန်နှလိန်စာသောဝိထုရှိကြီးများကိုရေးပေးနေရ၍ ဝင်ရှင်ပါသည်ကိုအုံးလွေမှာလဲပုံတွင်မနိုင်အောင်ရေးပေးနေရခြင်းကြောင့်ဇဝနမြမျိုးလင်တို့နှင့် ဝင်ငွေနှင့်နင်လားငါလားညီမြကဟောထေးနေကြပါသည်ထိုအချိန်ကမိယထာကမှရန်ကုန်နှင့်ပြည်မှနှစ်ချက်မန္တလေးနှင့်ရန်ကုန်မှ၆ချက်ဖြစ်၍တလလင်း၄၅၆ခေါက် ပြန်လာသွာလာလုံနိုင်ကြပါသည် မကြမီချေချင်းဥုံးခင်နှင့်မိထီလာကိုထုံးစိန်တို့အဖွဲ့က ပန်းဆိုတဲ့လမ်းပေါ်တွင်မြမနေစဉ်သတင်းစာတဆောင်ထုတ်ဝေကြရာဇဝေနမှာအယ်ဒီတာအဖွဲ့ဝင်ဖြစ်လာ၍ရန်ကုန်သို့ပြောင်းရွှေ့လာပြီးလျှင်အခန်းတစ်ခုနှင့်အတီးတကျနေထိုင်သောကြောင့်မြမျိုးလင်လာလျှင်တဲကိုစီယာနှစ်နေရာဖြစ်လာပါသည်ထိုအတွင်မြမအလင်းညအယ်ဒီတာဥချင်းမောင်မှာအကြောင်းအားလျော်စွာတာဝန်ခံအယ်ဒီတာချုပ်ဖြစ်လာပြန်၍အခန်းတစ်ခုငှားလိုက်ပြန်ရာလူပြိုဆောင်၃ဆောင်ဖြစ်လာလျက်အနေချောင်ချီလာတိုင်း လူပြိုတော်သားများဘဝနှင့်ကဝိတကွန်မဂဇင်းအယ်ဒီတာဆရာတန်စာရေးဆရာတင်ခါတိတ်ပံကြောထင်းရွှေပိန်တောင်းရေနံချောင်းလက်ကောင်းနှင့်စောမြင့်ကာတွန်းဥဟိန်စွန်းပွဲလွန်သူကွန်မြူနီကောင်းဆောင်တခင်ထန်းထွန်းတို့၏ဘုံရိပ်သားတဖွဲဟိုလူအခန်းပြောင်းနေကြဒီလူအခန်းပြောင်းနေကြနှင့်ပျော်စရာကြီးဖြစ်နေပါသည် တခင်တန်းထွန်းတယောက်သာ32လမ်းမှဥချင်းမောင်အခန်းတွင်အမြဲတမ်းနေထိုင်လျက်ကြည်မြင်နိုင်တန်တရာလမ်းအနီးရှိ အခြားဦးတန်းထွန်း၏မိဘမဲ့ကလေးများအပေါင်းတွင် စေတနာဝန်တန်းကျောင်းဆရာလုပ်နေခြင်းကြောင့်နေစဉ်သွာလာရေးခရီးစရိတ်နှင့်အသုံးစရိတ်ကိုလူပြိုတော်များအဖွဲ့ကဝိုင်းဝန်းထောက်ပံ့နေကြပါသည်။နာစဉ်အဆောင်ရေးတပေါင်းကြရိတ်နှိမ့်၍မြမားတပြည်လုံးသို့အိမ်အိမ်ရောက်အခမဲ့ပို့ပေးနေသောမဂဇင်းနှစ်ဆောင်ရှိပါသည်။တစ်ဆောင်မှာဒီစုစားစေးတိုက်ကထုတ်ဝေသောတက်ဆောင်မဂဇင်းဖြစ်၍အခြားတစ်ဆောင်မှာဝါစင်အင်းဆန်းကုံစုံတိုက်ကထုတ်ဝေသော ကောဇာတိမဂဇင်းဖြစ်ပါသည်ကောဇာတိကိုမြည်သူအုတ်ချုပ်သည်မတိတော်လဲတက်ဆောင်ကိုမူကိုခင်အောင်ဒီစုစာဥခင်စောအုတ်ချုပ်၍အယ်ဒီတာပြုလုပ်စီမံပါသည်စောင်းပါနှင့်အထွေထွေဘဟုတုတအခန်းအတွေ့စာမူက၅ချက်ဝိထုတို့30ချက်ပေးပါသည်တက်ဆောင်မဂဇင်းပရိသတ်ဤအသေးစွဲစာရေးဆရာမှ စကားကြီးထိတ်တင်ဖြစ်၍ကောဇာတိဤစာရေးဆရာမှကြည်ထောင်ကန်ဆရာစိန်ဖြစ်ပါသည်ဘိုးမဂဇင်းများအတွေ့ရေးသောစာမူများမှာ ထိုတိုင်ကြီးများကရောင်းချနေသောကုန်ပစ္စည်းကို အကျိုးပြုစေသော တွယ်ဝိုက်သည့်ကြော်ညာစာပေများသာဖြစ်ရခြင်းကြောင့်အမျိုးဘာသာသာသနာပညာနှင့်လွတ်လပ်ရေးအတွက်အကျိုးဆောင်စာပေဝန်တန်းစာရေးဆရာများစည်းရင်းတွင်မပါဝင်သလိုပြည်သူကမိထားခြင်းကို ခံသွားကြရရှာပါသည်ထိုဆရာနှစ်ဦးနှင့်မြန်မျိုးတွင်မှခင်မင်းသည်ဖြစ်၍စီးချားနေစေကားမူ ိုဘက်စီးတွင်ကြီးမင်းမွေလျော်ပဲကျွန်တော်တို့စီးဘက်သူလဲခြေတလှမ်းချတင်ကြောင်းသတိပေးပြောဆိုရာဆရာစကားကြီးထိတ်တင်မှခေါင်းသာညှိမ့်တော်လဲကူးလာပေါ်မရပဲကြီးတောင်ခံဆရာစိန်သာလှင်စာရေးဆရာအဖြစ်နှင့်တင်းတိမ်မနေတော်ပဲတည်င်းတောက်အလုတ်ပါလုတ်ကိုင်းလာကမြမအလင်းသူရိယနှင့်အခြားတည်င်းစာများတွင်ပြည်သူဝန်ထမ်းတည်င်းတောက်အဖြစ်ဒုတိယကဘာစစ်ဖြစ်ချိန်အထိဆောင်ရွက်သွားနိုင်ရှာပါသေးသည် စကားကြီးထိတ်တင်မှ စကားကြီးကျွန်နဲ့၎င်းကြီးထောင်ကန်ဆရာစိမ်မှကြီးထောင်ကန်တွင်၎င်းကျောင်းဆရာအလို့နှင့်အသက်မွေးနေထိုင်ကြသူများဖြစ်၍စားနေဝင့်ပြည်စုံကြသူများဖြစ်ပါသည်တကုံမဂဇင်းကြီးနှင့်အပြိုင်ထုတ်ဝေသောဝိထုမဂဇင်းကြီး၏အဖွဲ့ဝင်နှင့် အချိန်အခါအလိုက်ကြော်ကြော်ကြားကြားဖြစ်ခဲ့ကြသူနန္ဒဥထုံးအောင် ပခုတ်ကူမလှိုင်ရွှေတုတ်ဆရာဥရွှေတုတ်မလှိုင်မြို့တို့မှာ ကွယ်လွန်သူကွယ်လွန်၍အိုမင်းရင့်ရော်သူအိုမင်းရင့်ရော်ကုန်ကြပါလိမ့်မည်ဗိတိရှဘာမာကအတန်လိဇက္ကများလုံးဝရက်ဆိုင်လိုက်လျက်အတန်ထွက်ဇက္ကနှင့်တချင်းတပြများတွင်တွင် ထုတ်လာခြင်းမန္တလေးမြို့နှင့် အထက်မြမပြည်အတွက်အလုတ်တိုးချေရန်တိုက်ခွဲတစ်ခုဖွင့်လှစ်ခြင်းနှင့်ရုပ်ရှင်ယုံတယုံကိုလည်းနှစ်ချုံနှင့်ငှားရမ်းလိုက်ပါသည် အုတ်ချွေးမှုတယောက်ပို့လိုက်တော်လဲဇက္ကများအပြိုင်ဆိုင်ပြရည်အတွက် ယုံရက်ချင်းတတ်မှတ်သည့်ကိစ္စလက်ကမ်းကြော်ညာအတွေ့မန္တလေးကျိုင်ရေးသားစော်ဩပေးရရေးစသည်တို့ကိုကူညီရန်ဥညွန့်က ရန်ကုန်သို့လူကိုယ်တိုင်ခေါ်ယူလျက်မြစ်တာရက်ခံသောကြောင့်ကူညီပါမည်ဟုကတိပြုခဲ့ရပါသည်အခြားမြို့များတွင် ရုပ်ရှင်ကားများဝင်ဝေကောင်းအောင် ပြပုံပြနည်းများကိုမတိရတော့လေမန္တလေးအတွေ့မှမူရက်ရာစာ ပြက်တရားဟူ၍ရှိပါသည်ဟိုရက်များသည်ဘေးဒင်းအလိုအရရက်မျိုးမဟုတ်ပါ၁၂လတွင် ွဲတော်၁၂မျိုးရှိရာတကြံပွဲတော်ရက်မျိုးတောင်မျိုးနှစ်ပွဲရက်မျိုးမဟာမျက်မှုနိမန္တလေးတောင်ကြောက်တော်ကြီးဖျားပွဲတော်ရက်မျိုးကိုစက္ကားကောင်းမပြမိအောင်ရှောင်ရှားတတ်ဖို့လိုခြင်းမျိုးဖြစ်ပါသည်အခြားပျော်ပွဲရှင်ပွဲများသောရက်မျိုးကိုရုပ်ရှင်ကားကောင်းအတွေ့ပြတ်တားရက်ပျော်ပွဲရှင်ပွဲနေပါသောရက်များကိုရက်ရစာဟူ၍တတ်မှတ်ပြောဆိုလေးရှိကြပါသည် ရဲရစာကိုအပိုင်ရွေးရသတ်မှတ်ထားတော်လဲအချားယုံများတွင် အချားကုမ္ပဏီများဤလူကြိုက်များမြင့်အင်အားတောင့်သည့်စကားမျိုးနှင့်ထိတ်တိုက်ဖြစ်နေလင်လဲကားတစ်ကိုဖယ်၍တဝက်ခစကားမျိုးပြင်ဆင်ပြခြင်းစသောညံကစားမှုမျိုးလည်းရှိရသဖြင့်အကင်းပါရသော လုပ်ငန်းတစ်မျိုးဖြစ်ပါသည်။တွာလာလုတ်ကန်နေထိုင်လှုပ်ရှားရင်းနေကုံလာပြောင်းနှစ်ဟောင်းကြံ၏နှစ်သစ်များဘက်သို့ကူးလျက် တက္ကရိကနံမတိမတာကြီး၍ကြီး၍လာသည် နှင့်အမျှလူပြိုတော်သားကိုအုံးတွင်ဇဝနကိုချစ်မောင်တို့မှဖူးစာပဲ့များတွေ့ကကိုအိုးကိုအိမ်နှင့်အိမ်တော်ရှင်များအဖြစ်သို့ပြောင်းလဲလာကြပါသည်ဒုတိယကဘာစီကြီးဖြစ်ရန်အရေးအငွေများ အရှိမှ၎င်းအနောက်မှ၎င်းပေါ်စပြုလာစဉ်ဝေလာမင်းသားထီနန်းစွန့်လွတ်တည်ရန်ကုန်အနီးတီလဝါမိပြတိုင်းနာအတွင်ရင်းကုန်တင်မောတစဉ်တွေ့မြင်လိုက်ရသောတည်င်းများကို သတင်းထူးသတင်းဥအဖြစ်ပေါ်ပြသည့်အတွက်မြန်မာအလင်းပိုင်ရှင်များနှင့် ကိုချစ်မောင်တို့သဘောထားချင်းမညီမျှမှုနှင့်ကိုချစ်မောင်တာဝန်ခံအယ်ဒီတာချုပ်ယာတူးမှနှုတ်ထွက်လိုက်နေတော်သည် ထို့နောက်ဂျာနေကျော်ကိုတီထောင်လျက်ကိုချစ်မောင်နောက်သို့ဇဝေနမြမျိုးလွင် အုံးလွင်အပြင် မောင်စောဦးမောင်အုံးမြင့်နှင့်စားပေးမိတ်ဆွေအတိုက်အဝန်းကြီးမြုံလိုက်ပါလာကြလျက် ိုချစ်မောင်ဤဇနီးဂျာနေကျော်မမလေးကတိုက်အုပ်အဖြစ်အုပ်ချုပ်ရင်းတပြိုတပါးကြီးထုတ်ဝေကြပါလေတော့သည်ဒုတိယကဘာစစ်အတွက်စည်ရိတ်စင်ငွေတို့ကနီးတထက်နီးလာပါလေပြီ ကိုချစ်မောင်ဤကဘာကြီးပျက်စီးလူနီးပြီလောခန်းဆက်ဆောင်ပါကြီးကလည်းအပတ်စဉ်ဖော်ပြနေခြင်းကြောင့်ဂျာနေကျော်မှာရောင်းမလောက်ဖြစ်လျက်အလူအယက်ဝယ်ယူကြရသော ခစ်သည့်ထူထောင်ခြင်းတို့စိုက်ရောက်နေပါလေတော့သည် တပီတောင်လုံးလူတိုင်းပါဇက်ပြားတွင်စစ်စကားကိုသာပြောဆိုလာကြသောခရစ်တက်ကရက်1942ခုဇန်နဝါရီလသို့ရောက်သောအခါမြမျိုးလွင်တွင်ရတနာပုံဆိုင်သောဘေးရင်ကိန်းခန်းမကြုံမဲတက်ပြက်တွင်ဘိုးလုံရန်ဆိုင်ကော်လို့ခြုံပေါ်ရောက်သွားရပုံမှာဗြိတိရှဘာမားကမန္တလေးတွင် ဖွင့်ထားသောတိုက်ခွဲမန်နေဂျာနာမကျန်းဖြစ်၍ကွယ်လွန်သွားခြင်းပင်ဖြစ်ပါသည်။ဥညွန့်ထံသို့အကြောင်းကြားသောအခါကျွမ်းကျင်၍ချက်ချက်လက်လက်ရှိသော အုတ်ချိုရည်မှုတယောက်ဆေလွှတ်ခြင်းမပြုနိုင်မီညမျိုးလင်ကခိတ္တရာရည်သဘောမျိုးအုတ်ချုပ်ပေးပါဟုဆိုလျက်အုတ်ချိုရည်ဘုတ်အဖွဲ့ဝင်လူကြီးနှစ်ဦးအားဆေလွှတ်လိုက်လျက်ပစ္စည်းစည်းရင်းနှင့်လုပ်ငန်းလွှဲပြောင်းပေးအပ်ခြင်းပြုလုပ်သွားကြရာညမျိုးလင်မှာစာရေးဆရာသားမဟုတ်တော့ဘဲလာဃာစာရုပ်ရှင်လှုပ်သားကြီးတူဖြစ်သွားရှာပါလေတော့သည်ဇန်နဝါရီလတွင် အလုတ်ကို လက်ခံရသည် ဖေဖော်ဝါရီလ12ရက်နေ့တွင်ဂျပန်တို့မြန်မာပြည်အတွင် ပထမဆုံးအကြိမ်အဖြစ်ရန်ကုန်မြို့အားဘုံလာကျဲရတေကြကြေကြပြိုကြပြက်ကြနှင့်တတိလင်ဒဖြစ်က လုပ်ငန်းကြီးများရက်စဲကုန်မာနေတော်သည်မြန်မာတပြည်လုံးကရက်ရိုက်လာလျက်ဘေးကင်းရာသို့ရွှေ့ကြပြောင်းကြရန်မြို့တိုင်းမြို့တိုင်းအစီအစဉ်လုပ်ကြသည်နှင့် အချင်းကုန်လာကြရာပြီးတခြားဘာမာမိသားစုမှလည်းရန်ကုန်တွင်မနေဝင့်တော်သည်နှင့်ပထမအဆင့်အဖြစ် တရေခိတရာမြို့တို့ပြည်မြို့တို့ရွှေ့ပြောင်းသွားကြပါသည်ကုမ္ပဏီပစ္စည်းများတပုံကြီးနှင့်မြို့တို့စီစဉ်ရမည်ကိုမကြံတတ်အောင်ဖြစ်နေစဉ်ကံအားလျော်စွာတယ်လီဖုန်းအဆက်အသွယ်ရသဖြင့်ဥညွန့်နှင့်တစ်နှစ်10မိနစ်ခန့်စကားပြောခွင့်ရသောကြောင့်အကြံဉာဏ်များရယူလျက်စကိုင်းတောင်ယရနာဒီပန်ချောင်းဆရာတော်ဖရာထံခွင့်တောင်းကကုမ္ပဏီပိုင်ပစ္စည်းများကိုကြောက်ကူအတွင်းသို့တဖြည်းဖြည်းရွှေ့ပြောင်းသို့ဝယ်ရပါလေတော့သည် တမျိုးမှတမျိုးတနည်းအားမှတနည်းအားရွှေ့ပြောင်းသွားလာရန်ယင်းအမျိုးမျိုးက အကြက်ကိုင်းဈေးတဲယူလာကြသဖြင့်အခဲအခဲရှိလာပါသည်။နေချောင်းကာကွယ်ရေးအတွက်နေဝင်မိငိမ့်အမိန့်ထုတ်ထားသဖြင့်မှောင်နှင့်မဲမဲလဲဖြစ်လာပါသည်။တရုတ်ကလားစစ်ပြေးများအညာဒေသတွင်ဆွေမျိုးညာတိရှိသောမြန်မာများရန်ကုန်မြို့နှင့်တကွအောက်ပိုင်းမြန်မာပြည်မြို့ရွာဒေသအသီးသီးမှတရွရွတရွရွပြောင်းလာကြရာ ကလားတို့ကတမှု အင်ဖာစသည်တို့မှ၎င်းတရုတ်တို့ကလာရှိုးနန်ခမ်းမူဆယ်နှင့်နီရိုလမ်းမကြီးမှ၎င်းခြေချင်းသွားကြရမည်ဖြစ်ချင်းကြောင့်မန္တလေးမြို့နှင့်တကွလမ်းမကြီးတိုင်းပေါ်တွင်ပြွက်စိတ်အုံဒုံနှင့်ထိုးထားတကဲ့သို့တန်းစီရွှေလျာသွားလာနေကြသည်မှကြောက်ခမန်းလိလိရင်တုံဖွယ်ရာဖြစ်နေပါတော့သည်စစ်ဘေးစစ်တမ်းကို မကြုံဘူးပဲဘ ഹു တုတအလွန်နေကြသည်ဖြစ်၍ထို့သို့ကြုံဆုံရခြင်းကိုပင်ကြောက်ရမလို့လို့ပြောစရာကောင်းသလိုလိုထင်မှတ်ကား ိုးပိုင်းပစ္စည်းအရရက်လုံချုံရာတို့ရွှေပြောင်းတိုးဝဲရမည်အရေးလုံးဝနားမလဲကြပဲကြက်ပြန်မကြစီကားသောတိုင်းပြည်တစ်ခုတွင်နိုင်ငံတော်ပြည်ရေးကတာလှတဲ့နေအဖြစ်နှင့်နေထိုင်ကြပါနေသည်မြမျိုးလွင်ပင်ဘလောက်နှုံလိုက်အလိုက်ခြာလိုက်သည်မသိလေရင်မြန်တွေဘုံလာကျဲကအိမ်ကိုတော့ခတ်ထား၍ဘေးလူရာတို့လူလွတ်တင်းဆောင်ကြဟုမှားကြထားပါသည်အဆက်အသွယ်များပြတ်တောက်ပြီးရင်ပြတ်တောက်လာရာက တယ်လီဖုန်းနောက်ဆုံးပြောခွင့်ရသောနေ့မှပင်ဥညွန်းကအရေးတကြီးတိုင်ပင်မှားကြားစရာတွေရှိ၍ဖြစ်သောနီးနှင့်ပြည်မြို့သို့ဆက်ဆက်လာရန်လိုလိုလားလားတောင်းတောင်းတတခေါ်ခြင်းကြောင့်မန္တလေးကိုကြောခိုင်း၍လိုင်းကြီးလှေအောင်တောင်ကြီးပဟွားအောင်တနည်းတလန်ပကံဘဲပြေးမလဲဟူသောဇွဲနှင့်ပြည်မြို့သို့ထွက်လာခဲ့လေသည်။ရှုမဝမဂ္ဂဇင်းကို1948ခုနှစ်တွင် ထုတ်ဝေနိုင်ရာ1942ခုနှစ်သို့ ရောက်လာပြီဖြစ်၍၅နှစ်ခရီးသာလိုတော့သဖြင့်အစာကထက်နီးလာပြီဆိုကြပါစို့ရှုမဝရုပ်စုံမဂ္ဂဇင်းဇန်နဝါရီလ1980ဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာယခုဖတ်ပြပေးခဲ့သောဆရာကြီးမြမျိုးလင်ရေးသားထားသည့်ရှေးဟောင်းနှောင်းဖြစ်များစောင်းပါအမှတ်ရှိဒီမှာတွင်ပြဆုံးပါပြီရှင်ဒီမှာနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြသော စာပေချစ်မြတ်နုသူများအားလုံးဘေးကင်းလုံခြုံကြပါကြပါစီ နောက်ထပ်အခန်းစဉ်များနဲ့အတူပညာပေးသုတရတဆောင်းပါးများနဲ့ပြည့်ဝဝဆန်းကျင်ဝိထုများကိုလည်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။